အလုံးဝမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီနေ့ချူလေးကိုပေါ့နော်မက်ရှင်ကစ်ချင်ရနေပြီးတော့အာလက်ဆောင်ကိုပို့ပေးလိုက်တယ်ပေါ့နော်ဒီလိုမျိုးဆယ်မွန်အတုံးကြီးက၅ရုံးပို့ပေးလိုက်ပါတယ်ပြီးတော့ white star တွေလည်းလက်ဆောင်ထည့်ပေးလိုက်ပါတယ်စီစီအများကြီးတင်ပါတယ်အဲတော့ white star အရန်ကြိုက်တော့အဲ့လိုမျိုးပေါ့နော် white star ရှိရနေရတယ်သွားပြီးစားနေရတဲ့ကောင်မလေးတို့အိမ်ထိ ဝိုင်းစတိုင်လာပို့ပေးရတဲ့အတွက်မက်ရှင်ကစ်ချင်ကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့သူကဝယ်လေသွားစရာရှိရဲဆိုတော့အကုန်လုံးတော့မစားသေးဘူးခင်နည်းနည်းတော့စားမယ်မနေနိုင်လို့ပါอืมว่าတော့ญี่ปุ่นสไตล์ซ่าอ่ะเนาะอืมนี่ใช่ ရှိတင်မှာဆိုတော့အဆင်ပြေတယ်လို့လေးပဲစားလိုက်မယ်เนาะ soy sauce လေးနဲ့တွေ့လိုက်ပါမယ်အင်းအမြင့်တော့อืมอืมเอทุเรียนตะลงตามเลยเนาะแล้วทุเรียนที่กองโซตะไทเน้เนี่ย အဲဘိုင်းကြီးကြားလာတာအလုံးအစိတ်စားနိုင်တယ်ပေါ့နော်ဒါနဲ့အလုံးအစိတ်လောက်စားနိုင်တယ်ဆိုတော့ပြီးတော့ဒါဒီကဝိုင်းစတာတော့မဟုတ်ဘူးလေရင်စီးလာတဲ့ဝိုင်းစတာတွေပေါ့နော်လေရင်စီးလာတဲ့ဝိုင်းစတာတွေ အရန်လက်ဆက်တယ်ပေါ့နော်ရှိပါလေပြိတ္တကအများကြီးဆိုတော့အိမ်မှာတော့ပောက်ကြရကြီးရှောက်ပြောလို့မရဘူးပေါ့နော်ဒါမဲ့ဆယ်မုံအကိတ်ကြီးစားပါမယ်ဒါကကိုမာနေကြစတိုင်ပေါ့နော်ဘယ်တော့မှတီးပြီးတော့မမှာဘူးတုံးလိုက်မှာတော့တုံးလိုက်စားပါမယ်ကြွေးပါလေစားကြပါဦးอืม ဒီဆယ်မွန်ငါးကိုအစိမ့်တစ်မျိုးပဲစားတယ်အဲ့လိုချက်တာတို့ gray တာတို့လုံးဝမစားကြဘူးညီတို့အရန်ညီရကိုပြောတာနော်ကိုပြောတာဒီတိုင်းဆိုရင်မညီဘူး jelly လုံးလေးတော့ထွတ်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 อืมဖြစ်နိုင်ရင်တော့လေ ီလိုအစိမ့်နေစားရခါရန်ဂျပန်အရက်ဖြစ်ဖြစ်အင်းဆိုဂျူးဖြစ်ဖြစ်အဲ့လိုမျိုးနဲ့တွဲပြီးတော့စားတဲ့နဲ့အဲ့ဆိုတခါကြီးကြက်သွားလေဘိုက်ထဲရောက်တော့ကိုကတောက်တမမဟုတ်တော့တောက်တော့နော်ဘိုက်ထဲရောက်ကြက်သွားအောင်ခဏညောင်မဟာဗီစစ်စားလိုက်မယ်နော်ไปสารนี่ล่ะมีอะไรซะก็มั้ยอืม အဲ့ဒီမှာအဲ့ဒီမှာဝိုင်းကြည့်နေရတော့อืมใช่ครับผมตะมีอ๋อเนี่ยอิ่มไม่ซาอูเนาะถ้าเป็นเลยเนี่ยอะกองเป็นมั้ยซาถ้าบาเลยสอบาเลยมิสเตอร์วินซาได้ไวท์ตาเลย chị là mày chị muốn làm là Mr. Vinsa đấy Sakai đấy mà nè uhm. à, Mr. Vinsa là White Star thế rồi cho mày học quê tôi mà đi ăn cận này kìa eo sao nghe này à rồi ta biết tôi lấy bảo mình xem Ừ. bị bệnh. Ừ. ပြပါတယ် drive view အစိမ်းစားနေတင်ဟာအင်းကြီးကကိုကျက်ဆိုတော့လေအများကြီးစားရင်ဖိုက်ဖက်နေမှာဆိုတော့နည်းနည်းပဲစားပြီးတော့သွားလိုက်ပါဦးမယ်ကျူးအများကြီးမှာရောဟောအစိမ်းစားရတာမကြိုက်တဲ့လူတွေတော့မကြည့်ပါနဲ့ကျေးဇူးတင်ပါတယ်